ခေတ်သစ်စစ်ပွဲတွေကဒီပညာရဲ့လွှမ်းမိုးမှုအောက်မှာပုံစံသစ်တွေနဲ့ပြောင်းလဲလာနေပါပြီ။တစ်ချိန်လုံးကဝါသနာရှင်တွေအတွက်ရည်ရွယ်ခဲ့တဲ့ FPP First Person View Drone တွေကအခုဆိုရင်စစ်မြေပြင်ရဲ့အဓိကကျတဲ့အခန်းကဏ္ဍကနေပေါင်ဝင်လာပါတယ်။ FPP Drone တွေရဲ့မူလအစားကစစ်ဘက်ဆိုင်ရာအတွက်မဟုတ်ပါဘူး။ 2000ပြည့်နှစ်နောက်ပိုင်းလောက်မှာတော့တင်းငယ်တဲ့ကင်မရာတွေနဲ့ဇူးမဲ့ဗီဒီယိုဂီယာစနစ်တွေတိုးတက်လာတာနဲ့အမျှဝါသနာရှင်တွေက drone တွေပေါ်မှာကင်မရာတက်ပြီးတော့မြေပြင်ကနေပထမလူမြင်ကွင်းနဲ့ထိန်းချုပ်ပြန်တမ်းတာကိုစတင်ခဲ့ကြပါဗျ။အဲ့ဒီချိန်တုန်းကသူတို့ကပြိုင်ပွဲတွေမှာအသုံးပြုတာ မှမဟုတ်ရှုခင်းတွေမှတ်တမ်းတင်တာလောက်ပဲအဓိကထားခဲ့ကြတာပါဒါပေမဲ့2020ပြည့်နှစ်အစောပိုင်းမှာယူကရိန်းစစ်ပွဲဖြစ်လာတဲ့အခါမှာတော့ FPV drone တွေရဲ့အလားလာကိုစစ်ဘက်ဆိုင်ရာအတွက်စတင်ပြီးတော့အသိမှတ်ပြုလာကြပါတယ်စစ်ပွဲအစောပိုင်းကာလတွေမှာနှစ်ဖက်စလုံးကဈေးကြီးပြီးတော့ရှုပ်ထွေးတဲ့စစ်လက်နက်ပစ္စည်းတွေအစားရရှိနိုင်တဲ့ FPV drone တွေကိုမွမ်းမံပြီးတော့ထောက်လန်းရေးပြင်းမဲ့ရှာဖွေရေးနဲ့တိုက်ခတ်ရေးတာဝန်တွေအတွက်အသုံးပြုခဲ့ကြပါတယ်မကြသေးခင်ကလည်းဇွန်လတရနေ့မှာရုရှားရဲ့မဟာဗျူဟာမြောက်လေတပ်အခြေစိုက်စခန်း၅ခုကိုယူကရိန်းက FPV ဒရုန်းတွေအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့ရမှာမဟာဗျူဟာဘုံကျဲလေယာဉ်တွေအပါအဝင်လေယာဉ်၄၁စီးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီလိုလုံဆောင်ချက်တွေကကုန်ကြားဈေးတက်တာပြီးတော့အလွန်ထိရောက်တာကိုပြသခဲ့တာကြောင့် FPV ဒရုန်းတွေကခစ်သစ်စစ်ပွဲတွေရဲ့မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတာကသိကြပါတယ်။ FPV ဒရုန်းတွေကသူတို့ရဲ့ထိရောက်မှုနဲ့ကုန်ကြားဈေးတက်တာမှုကိုဖြစ်ပေါ်စေတဲ့ထူးခြားတဲ့ဤပညာတွေနဲ့တိစောက်ထားပါတယ်။အဓိကအင်္ဂါရက်ကတော့ပြန်တန်းသူကဒရုန်းပေါ်ကနေကင်မရာကရရှိတဲ့ဗီဒီယိုဖိုင်ကိုဝတ်ဆင်နိုင်တဲ့မျက်မှန်ဒါမှမဟုတ် မျက်နှာပြင်တစ်ခုကနေပြီးတော့တိုက်ရိုက်မြင်တွေ့ရတာပါပဲ။ဒါကပြန်တန်းသူကို drone အတွင်းဝင်ရောက်ပြန်တန်းနေတယ်လို့ခန်းစားစေရပြီးတော့အလွန်တိကျတဲ့ထိန်းချုပ်မှုကိုပေးပါရတယ်။ဒါကြောင့်ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်တွေမှာတော့မှကြမ်းကျင်စွာနဲ့မောင်းနှင်နိုင်ပြီးတော့အသေးစိတ်ပြင့်မှတ်တွေကိုတိကျစွာနဲ့ပြင့်မှတ်ထားနိုင်တာပါ။အပီပီ drone တွေကအများသောအားဖြင့် carbon fiber ဒါမှမဟုတ်ပေါ်ပါတဲ့ plastic တွေနဲ့ပြည့်လုပ်ထားလို့အလွန်မဲ့ပေါ်ပါပါတယ်။သူတို့ရဲ့ဒီဇိုင်းကလှေမြန်တဲ့တုတ်ပြန်မှုနဲ့မြင်မာတဲ့မြန်နှုန်းအတွက်အထူးပြုလုပ်ထားတာပါ။တချို့ FPV drone တွေဆိုရင်တနအီကိုကီလို မီတာ100ကျော်အထိအရှိန်မြင့်တင်နိုင်ပြီးတော့ရန်သူရဲ့ခုခံကာကွယ်မှုတွေကိုလည်းအလွယ်တကူပဲရှောင်ရှားနိုင်ပါတယ်။ FPV drone ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့သူတို့ကိုလိုအပ်သလိုမွမ်းမံပြင်ဆင်နိုင်တာပါပဲ။စစ်ရေးအတွက်ဒီ drone တွေပေါ်မှာသေးငယ်တဲ့ပောက်ကွဲပစ္စည်းတွေတက်ဆင်ပြီးတော့ကာမကာဆယ် drone တွေအဖြစ်နဲ့အသုံးပြုနိုင်ပါတယ်။ထောက်လိုက်ရအတွက်ဆိုရင်လည်းအပူချိန်ရှာဖွေတဲ့ကင်မရာတွေအဒါမှမဟုတ်တခြားအာရုံခံကိရိယာတွေကိုတက်ဆင်နိုင်ပါတယ်။ဒီလိုမွမ်းမံနိုင်စွမ်းကြောင့်စစ်မြေပြင်ရဲ့ပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အညီလိုက်လျောညီထွေစွာနဲ့အသုံးပြုနိုင်တာပါ။စစ် ရေးအစစ် drone တွေနဲ့နှိုင်းရှင်မယ်ဆိုရင် FPV drone တွေကကုန်ကားစည်အစပေါင်းများစွာတက်တာပါတယ်သူတို့ကိုစစ်ပွဲတွေအတွက်ထောင်ထဲချပြီးတော့ထုတ်လုပ်နိုင်သလိုလွယ်လွယ်ကူကူပဲအစားထိုးနိုင်ပါတယ်ဒီကုန်ကားစည်တက်တာမှုကအင်အားနည်းတဲ့စစ်တပ်တွေဒါမှမဟုတ်တော်လန်ရေးအဖွဲ့တွေအတွက်အရေးပါတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ် FPV drone တွေကခေတ်သစ်စစ်ပွဲတွေရဲ့မရှိမဖြစ်လိုအပ်တဲ့အစိပ်ပိုင်းအဖြစ်ဆက်လက်တည်ရှိနေမှာသိစားပါတယ်ဤပညာတွေတိုးတက်လာတာနဲ့အမျှ FPV drone တွေကပို့ပြီးတော့စွမ်းရည်မြင်မာလာမှာဖြစ်သလိုမောင်းသူမဲ့ပြန်တန်းနိုင်စွမ်းတွေကလည်းပါဝင်လာနိုင်ပါတယ် တယ်ဆက်သွယ်ရေးစနစ်တွေလည်းပုံမိုခိုင်မာလာပြီးတော့ပုံမိုဝေးကွာတဲ့အကွာအဝေးတွေအထိထိန်းချုပ်ပြန့်တန်းနိုင်တော့မှာပါမိကုံကျောင်းအနေနဲ့ပြောရရင် FBB ဒရုန်းတွေကသူတို့ရဲ့တမိုင်းဝင်ရင်းမြစ်ကနေပြီးတော့ ခေတ်သစ်စစ်ပွဲတွေရဲ့မရှိမဖြစ်ကိရိယာတစ်ခုအဖြစ်ဆင့်ကဲပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။သူတို့ရဲ့ဤပညာဆိုင်ရာထူးခြားချက်တွေ၊ကုန်ကြစည်တက်တာမှုနဲ့တရားမှုတွေကြောင့်စစ်ရေးနီးပြူဟာတွေကိုပြန်လည်ပုံဖော်ခဲ့ပြီးတော့စစ်ပွဲတွေရဲ့အနာဂတ်ဆာမျက်နှာကိုဆက်လက်သတ်မှတ်ပေးနေအောင်ပါပဲဖြစ်ပါတယ်။ဒီကြောင်ရနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ယူဆလဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်နော်။ဗီဒီယိုကိုစက်နစ်တက်တယ်ဆိုရင်လည်း like က subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။